်အမေရိကန်ကပြန်ပို့လိုက်တဲ့နိုင်ငံသားတွေကိုဗင်နီဇွဲလားကလက်မခံရင်ထန်ခတ်ပိတ်ဆို့မှုတွေထပ်မံပြုလုပ်သွားမှာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကမတ်ဆက်ရှိရနေမှာချိန်ကြောက်လိုက်ပါတယ်ပြန်လည်ပို့ဆောင်လိုက်တဲ့လေကြောင်းခီးစင်တွေမပြတ်ဝင်ရောက်လာနိုင်မှုကိုသမရမာဒူရိုအစိုးရအနေနဲ့နောက်ထပ်ဆင်ခြင်ပေးတာဒါမှမဟုတ်ကြံ့ကြာမှုတွေမရှိဘဲလက်မခံဘူးဆိုရင်ဗင်နီဇွဲလားပေါ်အမေရိကန်ကပြင်းထန်တဲ့တိုက်ခိုက်ပိတ်ဆို့မှုအသစ်တွေပြုလုပ်သွားမှာဖြစ်ကြောင်းဝင်ကြီးရိုဘီယိုကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ် ဒီလိုပြောဆိုမှုနဲ့ပတ်သက်လို့မှတ်ချက်ပြုပေးဖို့ဗင်နီဇွဲလားဆက်သွယ်ရေးဝန်ကြီးဌာနစီဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်မှုမရှိဘူးလို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အမေရိကန်နဲ့တခြားနိုင်ငံတွေချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေဟာဗင်နီဇွဲလားကိုရိုင်းနဲ့သွားစေဖို့ရည်ရွယ်တဲ့စီးပွားရေးစစ်ပွဲဆင်နွှဲရာရောက်တဲ့တရားမဝင်အစီအစဉ်တွေဖြစ်တယ်လို့သမ္မတနီကိုလတ်စ်မာဒူရိုနဲ့သူ့ရဲ့အဆိုအရကပြောကြားပြီးအမြဲပယ်ချလိရှိပါတယ်။ မိမိတို့နိုင်ငံစီးပွားရေးအခက်ကြုံနေတာနဲ့ကွန်ပျူစီပြက်လက်မှုတွေဟာအရေးယူပိတ်ဆို့မှုတွေကြောင့်ဖြစ်တယ်လို့သမ္မတမာဒူရိုနဲ့သူ့ရဲ့မဟာမိတ်တွေကပြောဆိုလာခဲ့တာကြားပြီးဖြစ်ပေမဲ့ဗင်နီဇွဲလားနိုင်ငံရဲ့ဒူဘေနာဘေခံနိုင်မှုနဲ့ပတ်သက်လို့သူတို့ကဝမ်းသာနေကြပါတယ်။နိုင်ငံရေးနဲ့စီးပွားရေးပြဿနာတွေ၊ကွန်ပျူစီပြက်လက်မှုနဲ့နိုင်ငံခြားငွေရှားပါးတဲ့ပြဿနာတွေကြောင့်ဗင်နီဇွဲလားနိုင်ငံသားများစွာဟာအိန္ဒိယနိုင်ငံတွေနဲ့အမေရိကန်မှာဘဝတည်ထူထောင်ဖို့ထွက်ခွာသွားခဲ့ကြပါတယ်။အိမ်ပြေတော်သို့ဒေါ်နယ်ထရန့်ရောက်လာပြီးနောက်မှာတော့ ရွှေပြောင်းနေထိုင်သူထောင်ပေါင်းများစွာကိုအမေရိကန်ကတက်ဆိုင်ရာနိုင်ငံတွေစီပြန်လည်ပို့ဆောင်နေပြီးပြန်လည်မခံရင်အရေးယူပိတ်ဆို့မှုတွေလုပ်မယ်လို့မကြာခဏချိန်ချောက်နေတာဖြစ်ပါတယ်။